Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မချန်ကနေကြိုဆိုပါရစေဆိုတော့ Manchester United နဲ့ပွဲအပီကျွန်တော်ယာစီစကနေအခုချိန်ထိပြန်ကြည့်ရင် Liverpool တိုက်စစ်ကစားမပြီးသူ Mohamed Salah ကတော်တော်ကိုစူးစူးဝဝအခြေအနေနဲ့ယင်ဆိုင်နေရတယ်ဆိုတော့ Salah ကို Liverpool သင်းအရန်ကုန်ကိုထားခဲ့ဖို့အချိန်ရောက်ပြီလားပေါ့ဆိုတော့ Liverpool သင်းပြည်သက်တွေရောကျွန်တော်ဂျန်တဲ့ပြည်သက်တွေရောဘယ်လိုမြင်ကြလဲဒီချိန်က Salah ကိုအရန်ကုန်ကိုထားခဲ့ရတော့မယ့်အချိန်လို့ညီကတို့မြင်ကြလားဆွေးနွေးကြပါဦးဆိုတော့ ဆာလာကကျွန်တော်တို့ဒီယာဒီမှာတတော်ကိုတိုင်ပတ်နေတယ်ပြီးခဲ့တဲ့ယာဒီမှာဆွမ်းဆောင်ကြီးကောင်းခဲ့တဲ့လောက်ပြီးခဲ့တဲ့ယာဒီဧပါဦးသိန်းရဲ့ပေါ့နော်ကျွန်တော်တို့ဒါချန်ပီယံဖြစ်ခဲ့တဲ့အသင်းမှာအကြီးအပါဆုံးကစားမားတွေကတယောက်ဖြစ်ခဲ့တယ်လို့အခုလက်ရှိဒီယာဒီမှာအရာအလုံးကစန့်ကျင်ဘက်တွေကြီးကျွန်တော်ဖြစ်နေတယ်ဒီချိန်မှာကျွန်တော်တို့ဘန်တိုင်းနဲ့ပတ်သက်လို့ဝေဖန်တာတွေရှိတယ်ဘန်တိုင်းနဲ့ပတ်သက်လို့ရှိရင်အဲကျွန်တော်ပြောင်ရလောင်ကြတာတွေကျွန်တော်ရှိမယ်ဗောနော်ဘန်တိုက်ကလည်းတကယ်တမ်းကတီယာဒီမှာထင်တယ်လို့ဖြစ်မနေသေးဘူးတိုးတော်လည်းပဲပူဆိုးတာကဆာလာဖြစ်နေတယ် နောက်တစ်ခုကဘန်ဒိုက်ကကျတော့ရွေးချယ်စရာမရှိဘူးခန်းစစ်မှာဘန်ဒိုက်တဲ့ပူကောင်းတဲ့ကစားသမားလေဘောင်းမှာရှိမနေဘူးဒါပေမဲ့လို့တိုက်စစ်မှာကျတော့လေဘောင်းမှာရွေးချယ်စရာကစားသမားတွေရှိနေပြီဘဲချီမတန်တာပဲကျွန်တော်ရှိမယ်ကျန်တဲ့ကစားသမားတွေကိုရွေးချယ်စရာတွေကျွန်တော်ရှိနေပြီလေဘောင်းကဆိုတော့ဆာလာအနေနဲ့ဒီဘယ်လိုပြောမလဲအခုကခြေစွန်းဆိုတာထက် reputation ကြောင့်ပူပြီးတော့ပွဲကစားခွင့်ရနေတဲ့အခြေအနေမျိုးဖြစ်နေတာ ူရီကပူကိုဆွဲလန်းတယ်လို့ဆာလာကိုလည်းဆလောကဆွဲလန်းနေပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေပြီမိုဟာမက်ဆာလာဒီလက်ရှိပရီးမီးယားလိမှာဆိုလို့ရှိရင်ဒါဘယ်လိုပြောမလဲ take on race လို့ rate လို့ကျွန်တော်ပြောရမယ်တယောက်ချင်းတယောက်ကြော်ဖြတ်တဲ့ rate က Manchester United ရဲ့ဂူဒမာဖြစ်တဲ့ LT Bayerner နဲ့ဒန်းတူပဲစဉ်းစားကြည့်ပြသားဘယ်လောက်စူးတယ်ဆိုတာเนาะတယောက်ချင်းကြော်ဖြတ်မှုတွေကျွန်တော်၁၀ချင်းကြော်ပြုတ်လို့အပြီးမှာဆိုလို့ရှိရင်မိုဟာမက်ဆာလာကကျွန်တော်အနေနဲ့ဒီ success rate ကကျွန်တော်10%ပဲကျွန်တော်ရှိတယ်ဒါတော်တော်ကိုစိုးရတဲ့အနေထားပါတောင်ပန်ကစားမတယောက်အတွက် ဒါအပြင်ဆာလာဟာဒါကျွန်တော်တို့မြင်နေကြဆာလာလည်းမဟုတ်ဆာလာဒီဒီထက်အများကြီးပူကောင်းတဲ့ကစားမဒီထက်ပူပြီးတော့ခြေသွမ်းကောင်းပြနေတဲ့ကစားမမျိုးပဲနော်ပရီးမီးယားလိမှာလည်းသူလုတ်ပြနေတာလည်းကျွန်တော်တို့နေရာယာဒီနဲ့အလိုက်ချီနေပြီဘနလာတဲ့ကျွန်တော်ရှိနေပြီလေဗောနော်သို့တော်လည်းပဲလက်ရှိမှာဆာလာဒီ33လားမသိကျွန်တော်ဖြစ်နေပြီပြီးရင်လည်းပဲသူ့ရဲ့အကောင်ဆုံး performance ကိုကျွန်တော်မတွေ့ရဘူးဆိုဆာလာဟာနောက်ဆုံးကျွန်တော်နေတဲ့ပရီးမီးယားလိ9ပွဲကိုကျွန်တော်ကြည့်ရင်နော်9ပွဲစလုံးကျွန်တော်ဒါ open play ကနေပြီးတော့လုံးဝ goal တွေသွင်းမထားနိုင်ဘူး เนาะကျွန်တော်တို့ဒီဘုံမောင်းတဲ့ပွဲမှာသူတင်းနေတွင်းနေထင်နေเนาะပထမဆုံးပွဲလीဘုံမောင်းတဲ့ပွဲမှာသူတွင်းပြီးတော့နောက်ပွဲဒီမှာ Newcastle နဲ့ပွဲ Arsenal နဲ့ပွဲ Burnley နဲ့ပွဲ Everton နဲ့ပွဲ Palace နဲ့ပွဲကျွန်တော်ဒါအာ Chelsea နဲ့ပွဲ Manchester United နဲ့ပွဲလုံးဝ non penalty ကို open play ကိုပေါ့ဗျာလုံးဝတကူးမှန်ကျွန်တော်ရှိမထားဘူးတော့ခုနှစ်ပွဲဆက်တိုက်ဂိုးသွင်းမထားဘူးဆိုတော့ဒါဟာတော်တော်လေးကိုစိတ်ပူစရာပါဘာလို့လဲဆိုတော့ Salah ဒီ ဘူးတကူရဖို့အတွက်အခွင့်အရေးအများကြီးလိုတဲ့ကစားသမားမျိုးကျွန်တော်မဟုတ်ဘူး။နော်ဒါအပြင်ကျွန်တော်အနေနဲ့အဲ့တလောက်အထိကျွန်တော်အနေနဲ့ဂိုးပေါက်ပြောက်နေပြီးပွဲဆက်တွေများနေတဲ့ဂိုးပေါက်ပြောက်တဲ့ပွဲတွေဆက်နေပြီးဆိုတာကလည်းဘလူးမန့်အချီနီကောင်းကျွန်တော်ဟုတ်မနေဘူးပေါ့နော်။အဲ့ကြောင့်လို့ဒီမှာမိုဟာမက်ဆာလာနဲ့ပတ်သက်လို့ရှိရင်လေဘောက်ပရိသတ်တွေအတွက်စိတ်ပူစရာဖြစ်နေပြီ။နောက်တစ်ခုကစိတ်ပူစရာဆိုတာဟိုလူမရှိတာကိုကျွန်တော်ပြောတာမဟုတ်ဘူး။ဒါပါတော့ဆာလာနေရာမှာဗန်တိုက်နေရာမှာဆိုလို့ရှိရင်လေဘောက်ကိုကျွန်တော်ကြည့်ရင်ဗျာ တကယ်ကောင်းတဲ့ကစားမမရှိဘူးပြန်အစားထိုးဖို့ကဆိုတော့စိတ်ပူစရာကြီးကျွန်တော်အနေနဲ့ပေါ့နော်ဒါဘန်တိုင်းဖြစ်နေရောဒါပေမဲ့ဆာလာနဲ့ပတ်သက်လို့ရှိရင်သူတို့မှအစားထိုးစရာကစားမရှိတယ်ပြအပြောင်းလဲလုပ်လို့ရတဲ့ကစားမတွေရှိတယ်အဲ့တော့လေဘောက်အသင်းကအပြောင်းလဲလုပ်လို့ရတဲ့ကစားမတွေရှိရင်လည်းအပြောင်းလဲမလုပ်တာတော်တော်လေးကိုအချင်းချင်းစိုးတယ်နော်ဒါပေမဲ့ဂျီမီကာရီကာကလည်းကျွန်တော်အနေနဲ့ဆာလာကိုပြောထားတယ်ဆာလာအနေနဲ့ပေါ့နော်ဒီအန်ဖီမှာကစားကြတဲ့ပွဲမှာကစားတဲ့ပွဲဒီမှာဆိုလို့ရှိရင်တော့ ဒါပွဲတိုင်းပွဲထွက်ခွင့်ကျွန်တော်ဘောနော်ရာကောင်းရနိုင်နေပေါ့ဒါပေမဲ့လို့တကယ်တကယ်ရှေ့လာမယ့်ပွဲဒီမှာဆိုလို့ချင်းဆာလာကိုပွဲထွက်လူစင်းကနေချန်လှက်ခဲ့တင်ပြီပေါ့လာမယ့်ပွဲဒီမှာဆိုလို့ချင်းထားပါတော့သူတို့ဒီ Frankfurt ကိုသွားကစားမယ် Champions League ပွဲရှိမယ်ပြီးရင်ကျွန်တော်နေနေပေါ့နော်ဒီ Premier League မှာသူတို့ Brentford နဲ့လာလာနော်ကျွန်တော်ရှိမယ်အဲ့လိုပွဲဒီမှာဆာလာကိုပွဲထွက်လူစင်းကနေချန်တင်ပြီလို့သူပြောထားတယ်တကယ်တမ်းကလည်းဒါက ကာရီကာတို့ကိုတွားပြီးတော့အပြစ်ပြောလို့တော့ကျွန်တော်မရဘူးလေဘာလို့ပြိတက်တယ်ဆိုအတိပဲပေါ့မင်းညားကကျွန်တော်ပွဲမှာဆိုရင်လမ်မန်စ်နဲ့သူနဲ့တွေးခဲ့တဲ့ပွဲဆိုလို့ရှိရင်အလုံးဆိုလို့ရှိရင်ဗျာအဲနည်းနည်း angle ကျင်းသွားအောင် lemons ကလည်းနည်းနည်း pressure ပေးပြီးတော့အတွက်တာတောက်တောက်ထွက်လာလိုက်တာလေကျွန်တော်ပါတာပေါ့လေဂိုးပေါက်တော့မတည့်ခဲ့ဘူးကျွန်တော်ကန်သွားတာဆိုတော့ဂိုးပေါက်တော့မတည့်ခဲ့ဘူးနော်အဲပုံမှန်အပြင် old trafford မှာတော့မှဂိုးတွေတွင်းနေတဲ့အပြင်ဗျာကစားမ manchester united နဲ့ဆိုလို့ရှိရင်အခု anfield မှာမကွာရာဂိုးတွင်းနေတဲ့သူဂိုးမတွင်းနိုင်ဘူးဖြစ်နေပြီ အဲ့လိုမျိုးတွေကျွန်တော်ဖြစ်နေပြီ။ဘာလို့ဒါအပြင်သူကောင်းတဲ့ချက်လုံးကိုလည်း lemon ကဘယ်လိုပြောမလဲ save သွားတယ်။အဲ့ဒါကလို့ရင်ဆာလာနဲ့ပတ်သက်လို့ရှိရင်ဂိုးပေါက်ကန်သူမှုကအများကြီးမမြင်ရပါဘူး။နောက်တစ်ခုကဆာလာအနေနဲ့ဘောနော်ဒါကတော့ဘယ်လိုပြောမလဲသူ့ရဲ့ကစားမရဲ့အည်သွေးနဲ့ပတ်သက်လို့ပေါ့လေ။နောက်တစ်ခုကဒီလိုဖြစ်လာတဲ့အကြောင်းရင်းတွေကတစ်ခုအဲ့ဒါဟာနီးပြရဲ့ဆာလာကိုအတုံးချမှုပဲ။ဆာလာဟာပြီးခဲ့တဲ့ရာသီတွေကသူ့ကိုဥတည်ကစားခဲ့တဲ့အချိန်မျိုးမှာသူ့စီကစွမ်းဆောင်ရည်ကောင်းနေကျွန်တော်အများကြီးတွေ့ရတယ်။ ။ဒါပေမဲ့အခုလက်ရှိဒီယာဒီမှာကျတော့ဆာလာကိုပဲဥတည်ကစားတော့တာမျိုးမဟုတ်တဲ့အခါဆာလာဒီပြီးခဲ့တဲ့ယာဒီကတပွဲမှာဂိုးပေါက်ကန်သူမှု၃ချိန်ရှိတယ်ဆိုရင်ဒီယာဒီမှာတစ်ချိန်ခွဲလောက်ပဲရှိတော့တာမျိုးဖြစ်လာပြီ။ပြီးခဲ့တဲ့ယာဒီကဂိုးပေါက်ကန်သူမှု၅ချိန်လုံးလဲเนาะ၅ချိန်လုံးတဲ့နှလုံးဂိုးပေါက်တဲ့ရေဆိုရင်ဒီယာဒီမှာဂိုးပေါက်ကန်တာ၂ချိန်ပဲရှိတယ်ဂိုးပေါက်ကတစ်လုံးမှမတည့်ဘူးဟေ့ဆိုတဲ့ပုံစံမျိုးဖြစ်လာပြီ။ပြောချင်တာကဆာလာဒီအခွင့်အရေးတွေအများကြီးမရတော့ဘူး။ ဆာလာကိုဘောလုံးနေပေးတာလေကျွန်တော်နင်းသွားတယ်ဆာလာကိုကျွန်တော်တို့ဘာလို့ပြိုင်ဘက်ရဲ့ defensive တပ်စုံနဲ့ကို sorry ပါလဲဒီ area box ဆဲကို entry လောက်တာကိုင်းတာပြီးကျွန်တော်နင်းသွားတယ်ဆာလာဟာ wide area မှာပဲပို့ပြီးတော့နေနေရတယ်အဲ့တော့ကစားမကပြိုင်ဘက်ကိုနဲ့ဝေးသွားတယ်ဝေးသွားတော့ကျွန်တော်တို့နေတိုင်ဘက်ကိုပြီနောက်တစ်ခုကပြိုင်ဘက်ကိုနဲ့နီးနေတောင်မှသူ့စီဘောလုံးရောက်တာအများကြီးမရှိဘူးထားပါတော့ပြ Haaland ဆိုလို့ရှင်ဟိုတနေ့ကပွဲမှာကျွန်တော်နှစ်ကိုးသွင်းနေ Everton ရဲ့ပွဲမှာ Haaland အခွင့်အရေးရတာ၅လုံးလောက်ကျွန်တော်ရှိရဲ ဟာလန်ကကျွန်တော်ပေါ့နော်ငါးလုံးတော့အခွင့်အရေးရတဲ့နေရာမှာနှစ်ကိုးသွင်းနေတယ်ဆိုရင်ဆာလာကလည်းသွင်းနေဆိုရင်ရှိတဲ့အရေးချင်းရှိတဲ့ကစားမမျိုးပဲဆာလာတော့ဒီဟာလန်တို့ပါလို့ရှိတဲ့ယာတီတွေမှာကြော်ပြီးတော့ဂိုရင်းပူတွေပါလေယူပြထားတာဗျာဒါပေမဲ့လို့တည်တယ်မလားတပွဲလုံးနေထားနေမှာသူ့ကိုကျွန်တော်အနေနဲ့ဘောလုံးပေးတာနှလုံးလောက်ပဲရှိပြီးတော့ကန်ချက်ကနှလုံးနှလုံးလောက်ပဲရှိတယ်ဆိုတာမျိုးကဘလို့မှအဆင်ပြေမနေဘူးဆာလာယုံကန်နေရတဲ့နေရာမှာသူ့ရဲ့အသက်ရွေးနဲ့သူ့အချီနီကိုကကြာလာတာလေကျွန်တော်ပါတယ်။ဒါပေမဲ့နီးပြရဲ့အတုံးတုံးပြူတဲ့ပုံစံမျိုးကလည်းအများကြီးကွာတယ် နော်အခုဆိုလို့ရှိရင်ကျွန်တော်ထားပါတော့ဗျာလေဘာဦးတင်းကကျွန်တော်မနီးယားက Manchester United နဲ့ပုံမှာ16ချိန်ကျွန်တော်ကိုပေါက်ကန်တယ်။ဆာလာ၊ကူဒီဂပူလောက်ကန်ချက်များများရခဲ့တယ်လို့ညီကတို့ထင်လား။မထင်နဲ့နော်ဆရာကူဒီဂပူကတော့ကြောက်ကန်ကွနေရရင်ပြည်ညာကဆာလာကြီးကဂိုးရဖို့အတွက်ဒီကစားမကန်ချက်တွေရှိဖို့လိုတယ်။ဒီကစားမကန်ချက်တွေရှိဖို့လိုတယ်။အဲ့ဒီကန်ချက်တွေရဖို့အတွက်လည်းသူ့အသင်းပေါ်တွေကပေးနိုင်မှာကျွန်တော်ဖြစ်မှာ။အဲ့သူအသင်းပေါ်ကြီးပေးဖို့ကလည်းနီးပြရဲ့ direction နီးပြရဲ့ညွှန်ကြားမှု instruction တွေကဆာလာကူဥတီပြီးတော့ကစားတဲ့ပုံစံမျိုးဖြစ်မှကျွန်တော်ရမှာ ဒါကြောင့်မိုဟာမက်ဆာလာယုံကင်နေရတာကဆာလာပြစ်လဲကျွန်တော်မကင်းတယ်လို့နီးပြရဲ့သူ့ကိုအတုံးချတဲ့ပုံစံနဲ့လဲကျွန်တော်မကင်းဘူးလို့ပြောရမယ်ဆိုတော့မိုဟာမက်ဆာလာကတော့ဒီပုံစံနဲ့ဆိုရင်လီဗာပူးတင်းရဲ့ first line နဲ့ကိုအာဆုံးရှုံးသွားတော့မယ့်အနေထားမျိုးလို့ကျွန်တော်ထင်တယ်ညီကလို့ရောဘလိုမညလဲနော်ကာရီကပြောသလိုပဲဆာလာကိုအယံကုန်ကိုပို့အစ်တင်ပြီလို့ညီကလို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်